ားလုံးပဲမင်္ဂလာပါအန်အောဘရီကတ်ချန်နယ်မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ခေါက်တင်ဆက်ပေးမယ့်ရုပ်ရှင်လေးကတော့1992ခုနှစ်မှာတွေ့ရှိခဲ့ပြီးအရန်ကောင်းတဲ့တရေဟာတာဇလန်းလေးတစ်ခုဖြစ်ပါတယ်အဆင်ပြေမယ်ဆိုရင် VPN လေးဖွင့်ပြီးကြည့်ရှုပေးပါလို့မေတ္တာရက်ခံပါတယ်သွေးထွက်တန်ရိုးဇဝင်ကန်းတွေအများကြီးပါတာမို့အရန်ကြောက်တတ်သူများစေးတောက်ပြီးမှကြည်စီလိုပါတယ်ဇလန်းဆမှာလူနှစ်ယောက်ဟာတစ်တာလိုလိုလောင်ကျိုက်လိုလိုဟာလေးထမ်းပြီး ကျွန်းကျွန်းပေါ်ကခွေးပြေးဝက်ပြေးပြေးထွက်လာပါတယ်။အဲ့ဒီတားထဲမှာကြွမြောက်လို့ခေါ်တဲ့ဒီကျွန်းပေါ်ကထူးဆန်းပြီးရှားပါတဲ့တိရစ္ဆာန်တကောင်ပါလာပါတယ်။သူတို့အနောက်မှာလူရိုင်းတွေကလည်းလှန်တွေတဝင်းဝင်းနဲ့အော်ဟစ်ပြီးပြေးလိုက်လာပါတယ်။အသေးအတန်ပြေးလာတဲ့နှစ်ယောက်ဟာသူတို့ကားစီရောက်တော့အချိန်မီတက်မောင်းပြီးထွက်နိုင်ခဲ့လို့အသက်ချမ်းသာရာရခဲ့ကြပါတယ်။ဒါပေမဲ့အချိန်ပြင်းပြင်းမောင်းလာတဲ့ကားကကြောက်တုံးတစ်ခုပေါ်ဖြတ်မောင်းချိန်မှာအနှဲငယ်ရိုင်ဆောင်သွားပြီးလောင်ချက်တစ်တာတွေကကြွမြောက်ဟာလူတစ်ယောက်ကိုကိုက်မိသွားပါတယ်။ အဲ့ဒီအခါကြံလူအလုံးက အကိုက်ခံလိုက်ရပြီလို့အထိတ်တလန့်ဝိုင်းអော်ပြီးကားကိုထိုးရက်လိုက်ပါတယ်အကိုက်ခံလိုက်ရသူကိုအတင်းဆွဲချကာဒံယာတွေကို အသေးချာစစ်ဆေးပါတယ်အကိုက်ခံရသူကလည်းဒါလေးပဲချစ်ရလေးချစ်မိတာပါကွာဘာဖြစ်တာလဲကွာလို့လွှမ်းပိုင်ရဲ့ဆဲခံလိုက်ရတဲ့မီဒီယာသမားလေတန်နဲ့တောင်းပန်ရှာပါတယ်ကြံတဲ့သူတွေကလည်းအသေးချာစစ်ဆေးပြီးရဲ့အခါပေါက်စိန်ဆွဲယူပြီးညာဘက်လက်မှာဒံယာတွေတော့ညာလက်ဖြက်ဘယ်ဘက်လက်မှာဒံယာတွေတော့ဘယ်လက်ဖြက် နဖူးမှာတန်ရာတွေတော့တေးပီဆရာဖြစ်သွားပါတယ်ဒီလိုနဲ့ပဲအဲ့ဒီမြောက်လေးဟာနယူးဇီလန်နိုင်ငံကိုလေရင်ပြန်ကြီးစီးကဝင်ရောက်လို့လာခဲ့ပါတော့တယ်နောက်တစ်ခါမှာတော့အရွယ်ရောက်ပြီဖြစ်တဲ့အတွက်ဘဝလက်တွဲဖော်ခြင်းရာဖက်ကိုမျောနှင်းရှာဖွေနေတဲ့ပကီတာကိုမြင်တွေ့ရပါတယ်ပကီတာတယောက်ဒီလိုဈေးပန်းခင်းနေတာကိုအဖွားဖြစ်သူကတွေ့တော့သူတက်ကြွတဲ့ဘေးရင်ပညာနဲ့မြင်းမာလေးရဲ့ခြင်းရာဖက်ကိုဟောကိန်းထုတ်ပေးပါတယ်ထိုချိန်မှာပဲဈေးဝယ်သူတယောက်စတိုးဆိုင်ထဲဝင်လာပါတယ် ဟိုဟာကန်ပြုတ်ကြဒီဟာကန်လွတ်ကြနဲ့ရှက်တိရှက်ပြနိုင်တဲ့ထိုမျိုးသားကိုကြည့်ပြီးပကီတာစိတ်မရှိတော့ဘဲပူးကြည့်ကြည့်နေပါတော့တယ်ထိုမျိုးသားကအမေမာလိုက်တဲ့ဈေးစင်းထုတ်ပေးကအိမ်ရောက်လာဖို့စီကြောင်းပြောပြီးပစ္စည်းတစ်ခုကိုနှိုက်ယူလိုက်ပါတယ်ဖြစ်ချင်တော့မဆိုင်နာတွေတိုက်မိပြီးကောင်တာစပွဲတစ်ခုလုံးရှုပ်ပွားသွားပါတယ်ဒီတော့မှပဲအဖွားဟောခဲ့တဲ့အိမ်မက်ထဲကကျင်ယာဖတ်မင်းသားလေးကိုပကီတာအန်ဩစွာတွေးလိုက်ရပါတော့တယ်သူ့နာမည်ကတော့လိုင်နေဖြစ်ပါတယ်ချစ်မိတော့လေအယူမှုဆိုတဲ့အတိုင်း ပကီတာရဲ့အန်အောဝန်တာရဲတင်းမှုတွေလက်မှလိုင်နယ်တယောက်မနှဲလို့အောင်ထွက်ပြေးလာခဲ့ရပါတယ်။တကယ်တော့လိုင်နယ်ဟာမိခင်မုတ်ဆိုးမကြီးနဲ့အတူနေထိုင်နေရတဲ့သူတယောက်ပါ။မိခင်ဖြစ်သူကလိုင်နယ်အပေါ်အလွန်အမင်းတင်းချက်ချုပ်ချယ်လွန်းလာတဲ့အတွက်လိုင်နယ်ဟာလူတော်မတော်ရဲ့တငယ်စိတ်အပြည့်နဲ့ဘဝလေးမှာနေထိုင်နေရတဲ့သူပါ။တပတ်ခါအိမ်ကိုအထူးဧည့်သည်တွေလာလိမ့်မယ်။အိမ်သက်ရှင်းရေးလုပ်ပြီးခြံထဲကမြက်တွေလည်းရှင်းထားစေဖို့လိုင်နယ်ကိုမှာနေပါဗျ။ ခြံထဲကမြက်တွေကိုဆက်နဲ့ရိတ်နေုံပစ္စည်းလာပိုးတဲ့ပကီတာသူ့ချစ်တော်ခွေးလေးနဲ့ရောက်ချလာပါတယ်ပကီတာကစတင်မိတ်ဆက်ပြီးသူတို့နှစ်ယောက်ရင်းနှီးသွားကြပါတယ်ဆက်ဆက်ချင်းစောင့်ရဲ့ထွင်းဆိုသလိုပကီတာကမနက်ဖြန်တိရစ္ဆာန်ယုံအတူသွားဖို့လိုင်းနဲ့ကိုဖိတ်ခေါ်ပါတော့တယ်ရေခဲတုံးကြီးလိုင်းနဲ့ကလည်းလွတ်လပ်မှုကိုငတ်မွတ်နေတာမို့အင်းဆိုပြီးသဘောတူလိုက်ပါတော့တယ်ပျော်ရွှင်ကြည်နူးနေကြတဲ့လူငယ်နှစ်ယောက်ဟာသူတို့ကိုအိမ်ပေါ်ထက်ကနေလိုင်းနဲ့မေမေကချောင်းကြည့်နေတာကိုတတိမထားမိခဲ့ကြပါဘူးနောက်တနေ့မနက်မှာတော့ တက်ကြွတဲ့ကြက်ဖဖြစ်နေတဲ့လိုင်းနဲ့ဟာသူ့မိအစ်လက်မှာပကီတာနဲ့တွေ့ဖို့တိရစ္ဆာန်ယုံကိုထွက်လာခဲ့ပါတယ်တိရစ္ဆာန်ယုံကို ရောက်တော့ချစ်သူနဲ့ဦးမုံမမြင်လေးမမြင်ပြုံးပြော်မြူးနေကြတာပေါ့ရေကန်တစ်ခုနားရောက်တော့လိုင်းနဲ့ဟာအတိတ်ကလေးဘဝကထိတ်လန့်စရာတစ်ခုခုကိုပြန်မြင်ရောင်ပြီးတွေ့ဝေငင်းငိုင်သွားပါတယ်မှိုင်သွားတဲ့ချစ်သူကိုပကီတာကဖြေသိမ့်ပေးပြီးချစ်သူနဲ့ဦးမြောက်ယုံဘက်ကိုရောက်လာခဲ့ပါတယ်အဲ့ဒီမှာကျွတ်လိုလိုမြောက်လိုလိုထူးဆန်းတဲ့တရဝါတစ်ကောင်ကိုတွေ့လိုက်ရပါတယ် တိရစ္ဆာန်ယုံဝန်နှန်းကဘာညာတာတကနေကြကွာစီတောင်ကြီးပဲလော်စသဖြင့်ရှင်းပြရှာပါတယ်။လိုင်နဲ့ရဲ့အမေကသူ့တို့နောက်ကိုခိုးလိုက်လာပြီးနောက်ရောင်ခံချောင်းမြောင်းနေရကနေနှပြောခွန်တနင်းမိကအဲ့ဒီကြွမြောက်လောင်အိမ်ဘက်ကိုရိုင်းလဲသွားပါတယ်။အဲ့ဒီမှာပဲကြွမြောက်ကလိုင်နဲ့အမေရဲ့လက်ကိုကိုက်လိုက်ပါတော့တယ်။လိုင်နဲ့အမေရဲ့အော်တန်ကြီးကတိရစ္ဆာန်ယုံတစ်ခုလုံးပြန့်နှံ့လို့သွားပါတယ်။လိုင်နဲ့အမေလည်းဒေါသထွက်သွားပြီးအဲ့ဒီကြွမြောက်ရဲ့ဥခေါင်းခွန်ကိုတောက်ဖက်နဲ့အာရပါရနှင်းချေလိုက်တဲ့အခါ အဲ့တရဝါလေးလဲစမုံတုံးသွားပါတော့တယ်။ဝုံနိုင်ကျဲပောက်ကွဲရှောက်ဆဲနေတဲ့လိုင်နဲ့မေကိုချော့မော့နှစ်သိမ့်ပြီးလိုင်နဲ့လဲချစ်သူကိုအာနာမျက်လုံးနဲ့ကြည့်ကာတိရစ္ဆာန်ယုံရဲ့ကထွက်ခွာသွားပါတော့တယ်။အိမ်ရောက်တော့နတ်စမတယောက်ပင်ကအမေရဲ့လက်ကဒံယာတွေကိုဆေးထည့်ပြီးလိုအပ်တာတွေပြုလုပ်ပေးပါတယ်။နတ်စမပြန်သွားတဲ့အခါအမေဖြစ်သူကသားကို နောက်တစ်ခါပကီတာနဲ့ထပ်မပတ်သက်ဖို့မျက်ရည်ခံထိုးပါတယ်။လိုင်နဲ့ကလည်းမိခင်စိတ်ချမ်းသာစေဖို့ကတိပေးပြီး မိခင်ကိုချော့တိတ်ကသူ့ခန်းစီပြန်လာခဲ့ပါတယ်။သူ့ခန်းရောက်တော့ပတင်းပေါက်ကခေါ်တန်ကြလို့ငုံကြည့်လိုက်တဲ့အခါကိုဝင်ကြည်ကြံခဲ့တယ်လို့ပြောပြီးဂွင်ဖန်ရောက်လာတဲ့ပကီတာကိုတွေးလိုက်ရပါတယ်။ချစ်စိတ်မွန်နေတဲ့ပကီတာလေးကလည်းမိမတို့အင်တရီရွှေပေးလို့မရဆိုတဲ့ထုံးနှလုံးမူပြီးအင်ဘေးကလေကားကနေတက်လာပါတယ်။နောက်တစ်ခါရုပ်ရှင်သွားကြည့်ကြမယ်ဆိုတဲ့ပကီတာလေးရဲ့ဖိတ်ခေါ်မှုကိုလိုင်နယ်ကဒိုးဆက်လန်းကိုဒီမာတင်ရက်ကြပါဆို့မဖြစ်နိုင်တော့ပါဘူးလို့ရင်နာနာနဲ့ညှဉ်းဆန်လိုက်ပါတယ်။ မျက်နာလေးညှိုးသွားပြီးပန်းပွင့်လေးပေးကကြောက်ခိုင်းသွားတဲ့ပကီတာကိုကြည့်ပြီးရေခဲတုံးကြီးနဲ့အရေတွေပျော်ချသွားပါတယ်ချစ်သူနဲ့ဦးချစ်ရီလူနေချိန်မှာမိခင်ဖြစ်သူရဲ့အနာကလည်းအခြေအနေပိုဆိုးလို့လာပါတယ်ချိတ်ဆက်ပြက်ကွက်လေးတွေကလည်းအတိတ်ပဲပေါ်လွင်လာပါတယ်အံ့ဩပါတချိန်တည်းမှာပဲပကီတာရဲ့အဖွားကလည်းလိုင်းနဲ့ရဲ့ကြမ်းမာဆိုးတွေကိုမြင်တွေ့နေရပြီးအဆောင်ဆွဲကြိုးတစ်ခုစီရင်နေပါတော့တယ်မနဲ့မိုးလင်းတော့ပုံမိုးဆိုးရွားလာတဲ့မိခင်ရဲ့အနာကိုမြင်လိုက်ပြီး လိုင်းနယ်လဲထိတ်လန့်သွားကစိတ်ပြန့်ထဲပေးနေရပါတယ်။အဲ့ဒီအချိန်မှာပဲအမျိုးသမီးဆောင်ရှောက်ရေးအတင်းလူကြီးတွေအိမ်လဲရောက်လာပါတယ်။အမေနေလို့ကောင်းတာမဟုတ်ဘူးတားကြည့်ပြောပြီးပြန်ခိုင်းလိုက်မယ်လို့အကြံပေးတာကိုလက်မခံပဲ။မရဘူးငါကိုယ်တိုင်ထွက်တွေ့မယ်ဒါအရေးကြီးရဲ့ဧည့်သည်တွေ။နင်ပါနားလဲလို့လဲဆိုပြီးမိကက်ထလိမ့်ပါတော့တယ်။မိခင်ရဲ့အရေးပြားတွေကြွာကြကုန်လို့ကော်နဲ့ကက်ပေးလိုက်ရပါတယ်။အမျိုးသမီးစောင့်ရှောက်ရေးအသင်းကလူကြီးတွေကိုနနက်စာကျွေးဧည့်ခံချိန်မှာမိခင်ဖြစ်သူဟာစကားတွေဘလုံးမထွေးပြောပြီး သူများပကံတဲကသားတွေလိုက်လိုက်ကမူးမမှန်ဖြစ်နေပါတော့တယ်။ဒါကိုတတိပြုမိတဲ့တယောက်ကအခြေအနေမကောင်းတာကိုရိပ်မိပြီးမြ мян ပြန်ဖို့ပြင်ပါတယ်။အရေးထဲမှာငှချကြတဲ့ဘဲကြီးကပူတင်းစားပြီးမှပြန်မယ်ဆိုလို့လိုင်းနယ်တယောက်စိတ်ညစ်ညစ်နဲ့ပူတင်းပြင်ပေးရပါတော့တယ်။သူ့အမေလက်ကအနာကိုညှစ်လိုက်လို့ပန်းထွက်လာတဲ့ပြည်တွေဟာကောင်းပါကောင်းပါလို့ဩပြီးအပါတရဆွဲနေတဲ့ဘဲကြီးရဲ့ပကံထဲဝင်သွားပါတယ်။ကိုတန်းဦးစတိုင်နဲ့မျက်လုံးကလေးမိတ်ပြီးရှာထုတ်ထိတ်ရောက်နေတဲ့ဘဲကြီးကတော့ဒါကိုမသိပဲဆက်ဆွဲနေပါတော့တယ်။ နောက်ဆုံးမှာအမင်းရွက်တစ်ဖက်ကပူတင်းမကန်နဲ့ပြုတ်ကြပြီးအဲ့ဒါကိုပြန်စားနေတဲ့သူ့အမေကိုတွေ့လိုက်ရတဲ့အခါလိုင်နယ်တယောက်အံ့ဩမဆုံးဖြစ်နေရပါတယ်။အဲ့တယ်တွေပြန်သွားပြီးမိခင်ဖြစ်သူရဲ့အညစ်အကြေးတွေကိုတန်ရှင်းရေးလုပ်နေချိန်မှာပကီတာတယောက်သူ့ခွေးလေးနဲ့ရောက်လာပြီးမကောင်းတဲ့ဂျမဆိုးတွေကြားရောက်လာတော့မဲ့အဖွားဖြစ်သူရဲ့ဟော့ကိန်းတွေအကြောင်းလာတတိပေးပြောပြပါတယ်။ခွေးလေးရဲ့ဟောင်းတန်မိခင်ရဲ့အော်တန်တွေကြားလို့အပေါ်တက်ပြီးအခန်းထဲဝင်ကြည့်လိုက်တော့သူ့အမေဟာပကီတာရဲ့ခွေးကိုစားပလိုက်ပါပြီ။ မူမမှန်တော့တဲ့မိခင်ဟာပကိတကိုကိုက်စားဖို့ပြင်လိုက်တဲ့အခါလိုင်နေဟာသူ့မိခင်ကိုဆွဲဖက်ပြီးလေကားအောက်ကိုလှိမ့်ချလိုက်ပါတော့တယ်။ပကိတကိုနတ်စမသွားပင်ခိုင်းပြီးနတ်စမကအခြေအနေမကောင်းဘူးဆေးရုံတင်ရမယ်ပြောလို့ပကိတလည်းရောက်ခမလောင်းကြီးရဲ့အခန်းထဲသွားပြီးလိုအပ်တာတွေပြင်ဆင်ပါတော့တယ်။ခဏနေတော့မိခင်ဖြစ်သူကငြိမ်ကြသွားလို့နတ်စမကစစ်ဆေးပြီးမင်းမေတည်ပြီးလို့ပြောလိုက်တဲ့အချိန်လိုင်နေတယောက်ငိုင်းကြသွားပါတယ်။ရုတ်တရက်သူ့မေကပြန်ထလာပြီး နက်စမလဲပင်ကိုချိုးချလိုက်ပြီးလိုင်းနယ်ကိုပါစတိုက်ခိုက်ပါတော့တယ်။တစ်ချိန်တည်းမှာပဲနက်စမလဲတရားမပြန်ထလာကလိုင်းနယ်ကိုတိုက်ခိုက်ပါတော့တယ်။ပကီတာလဲအပေါ်ထက်မှာအလုရှုပ်။လိုင်းနယ်ကလဲအောက်ထက်မှာဖုံးနှကောင်နဲ့အလုရှုပ်နေရပေါ့။နောက်ဆုံးမှာလိုင်းနယ်ဟာဖုံးနှကောင်ကိုမြေရောက်ခန်းထဲတွန်းချပြီးတကားပိတ်လိုက်ပါတော့တယ်။အထုပ်ဆွဲဆင်းလာတဲ့ပကီတာကိုဆေးရုံကားရောက်လာပြီးအမေတို့ကိုခေါ်သွားပြီလို့တော်ကီဖုတ်ပြီးအိမ်ပြန်ခိုင်းလိုက်ပါတော့တယ်။ညဘက်ရောက်တော့ မြေရောက်ခန်းထဲမှာတရုံတုံတဝုံဝုံနဲ့ထူးရိုက်စူညံလို့နေပါတော့တယ်။မနဲ့မိုးလင်းတော့မထင်မရှားစိတ်ကန်းတစ်ခုကိုတွားပြီးစိတ်ငြိမ်စေးတလုံးဝယ်လာခဲ့ပါတယ်။အိမ်ရောက်တော့အကိုက်မခံရအောင်လုံခြုံမှုအပြည့်ယူပြီးဖုံးနှက်ကောင်ကိုစိတ်ငြိမ်စေးတလုံးစီထိုးနိုင်ခဲ့ပါတယ်။ဒီတော့မှငြိမ်ကျသွားပြီးသူလည်းအေးအေးဆေးဆေးအိမ်နိုင်ခဲ့ပါတယ်။အိမ်နေရင်ကလေးဘွားကသူ့မက်ခဲ့တဲ့အိမ်မက်ဆိုးတွေပြန်မက်နေပါတော့တယ်။နောက်တနေ့နံနက်ပကီတာစီသွားတဲ့အခါပကီတာအဖွားကကျမဆိုးတွေမြင်နေရတယ် ံကောင်းအောင်ဒါလေးဆောင်ထားဆိုပြီးအဆောင်ဆွဲသီးလေးကိုပေးလိုက်ပါတယ်။အဲ့ချိန်မှာပဲအိမ်မီအောက်ခန်းထဲကလိုင်နေမိခင်ဟာတခါရိုက်ချိုးပြီးလိုင်နေနောက်လိုက်လာပါတယ်။လမ်းမှာကောင်းဝင်တိုက်ခံရပြီးလိုင်နေတို့ရှေ့တဲ့ကြီးရောက်လာခဲ့ပါတယ်။လိုင်နေလည်းသူ့မေတည်သွားပြီဆိုကဟန်ဆောင်ကိုပြီးပြောခဲ့ပါတယ်။ဒါတောင်ပကီတာကမျက်နှာကိုလက်နဲ့အုပ်ပြီးငိုနေုံသူ့မေကမျက်လုံးကြီးပွင့်လာလို့စေးမြန်ထိုးသွင်းလိုက်ရသေးတယ်။ဒီတော့မှသူ့မေလည်းငြိမ်ကြသွားပါတယ်။ ီလိုနဲ့ဇာပနာပွဲကျင်းပပါပြီ။ဒီပွဲကိုလိုင်နေရဲ့ဦးလေးဖြစ်သူသူ့မေရဲ့မောင်ကတက်ရောက်လာပြီးပကီတကိုရီးတဲ့တဲ့လာလုံနေတာတွေ့ရပါတယ်။ဖះเจ้าထဲမှာဇာပနာထုံးစံအတိုင်းတရားဟောဆရာက စင်ရင်ကျင်းပနေချိန်မှာလိုင်နေတယောက်ကတော့သူ့မေပွင့်ပြီးခင်ပြန်ထမလာစေဖို့ရေးငိန်စေးထိုးပေးဖို့အလောင်းထားတဲ့အခန်းထဲမှာအလုရှုပ်နေပါတယ်။ခေါင်းတလားဖွင့်ပြီးစေးထိုးမလို့လုံနေတော့သူ့မေကထလာပြီးစတင်တိုက်ခိုက်လို့ခက်ခက်ခဲခဲစေးထိုးခဲ့ရပါတယ်။ ရုံရင်ဆန်ခတ်ဆေးထိုးလိုက်ရလို့ပဒင်းပေါက်မှန်တိုက်မိကအရှိန်လုံပြီးတရားဟောစင်ပေါ်ကိုနှစ်ယောက်လုံးပြုတ်ကျသွားပါတယ်။အားလုံးမရေမိအောင်လိုင်းနယ်ကထူးအိမ်တင်းတချင်းရဲကလိုမိမိချစ်တဲ့ဒါကြီးပုံစံဟန်ဆောင်ခဲ့ရပါတော့တယ်။ဒီလိုနဲ့ဇာပနာခန်းနာအောင်မြင်စွာပြီးမြောက်ခဲ့ပါတယ်။လိုင်းနယ်ဦးလေးကတော့ဘာကြံနဲ့ရောက်လာတယ်ဆိုတာမခံမနိုင်ပါဘူး။အဲ့ဒီနောက်မှာပဲလိုင်းနယ်တယောက်ပိုသေးချာအောင်စေးတလုံးထပ်ထိုးဖို့တင်းကျိုင်းကိုရောက်လာပါတယ်။ဖြစ်ချင်တော့ ဘယ်ကမှမတိရောက်လာတဲ့အပေတုကလေးကချေငမှုတတိုင်းနဲ့တိုးပါတော့တယ်လိုင်းနဲ့ကိုကူဖောက်ဖို့လာတာလားဘာလားနဲ့ဇရားဝင်ရှုပ်ကြပါတယ်ငမှုတယောက်ကသူ့မေရဲ့မြေပုံပေါ်သေးသွားပေါက်ပါတယ်ဒီမှာတင်မဲ့သူ့မေပြန်ထလာပြီးငမှုနာကောင်ကိုတိုက်ခိုက်တက်ပြစ်လိုက်ပါတယ်စူးစူးညံ့ညံ့ဖြစ်နေလို့အပြင်ထွက်လာတဲ့တရားဟောဆရာလည်းဖုတ်ဖြစ်သွားတဲ့ငမှုနာကောင်ကိုနှိပ်ကွပါတော့တယ်ဒီတရားဟောဆရာကြီးကလည်းရှော့တွက်လို့မရပါဘူးဂျက်ကီချန်ဂျက်လီဗန်ဒင်းတိုင်းကွက်တွေနဲ့တဖောင်းဖောင်းတတိုင်းတိုင်းချနေပါတော့တယ် ဖုန်နမှုတကောင်စမုံတုံးသွားပြီးနောက်တကောင်ကိုချနေရင်တရားဟောဆရာကြီးလည်းအနှိမ့်စသဘောနဲ့ကိစ္စချောခဲ့ရပါတယ်။နောက်တစ်ခန်းမှာတော့လိုင်နယ်တို့အိမ်မေအောက်ခန်းမှာဖုတ်လေးကောင်နဲ့လိုင်နယ်တယောက်အလုရှုံနေပါတော့တယ်။ဂျန်နယ်မန်းဆန်ဆန်စုံနဲ့မစားတတ်တဲ့အပေတူးငမှုကိုစုံးကင်နီးတင်ပေးရတယ်။လက်ချောင်းရုပ်ပြက်နေလို့အစာသွင်းမရတဲ့နတ်စမကိုအဆင်ပြေအောင်လုပ်ပေးရနေပေါ့။ပြီးတော့ဒီကြားတဲ့တရားဟောဆရာနဲ့နတ်စမတို့ EC ကလေးဖြစ်နေလို့ဝင်တားရသေးတယ်။ အဲ့ဒီအချိန်မှာပဲသူ့ဦးလေးရောက်လာလို့အပြင်ထွက်တွေ့ရပါတယ်။ဦးလေးဖြစ်တဲ့သူကလိုင်းနဲ့အမွေကိစ္စတွေ့လာရခြင်းဖြစ်ကြောင်းပြောပြပြီးမြေအောက်ခန်းထဲကစူညံတန်တွေကြောင့်ဝင်ကြည့်ဖို့ကြိုးစားပါတယ်။လိုင်းနဲ့ကချက်ချင်းနားမြစ်ခဲ့ပါတယ်။ဒီတော့တွေ့ကြသေးတာပေါ့။ကောင်းလေးရလို့ပြောပြီးသူ့ဦးလေးပြန်သွားပါတယ်။မြေအောက်ခန်းပြန်ရောက်တော့တရားဟောဆရာနဲ့နှစ်စမတို့မင်္ဂလာဆောင်ရကြလို့မနေ့လူခွဲထုတ်လိုက်ရပါတယ်။ဖုတ်ကောင်ဝေကလည်းထူးဆန်းလိုက်တာဗျာ။မင်္ဂလာဆောင်ပြီးဗိုက်တန်းကြီးတော့တာပဲ။အံ့ဩပါ အဲ့ဒီနောက်ပိုင်းစိတ်နဲ့ကိုယ်နဲ့မကတ်တော့တဲ့လိုင်နဲ့ဟာပကီတကိုခက်ရှောင်ရှောင်လုပ်ခဲ့ပါတယ်။မလွဲမရှောင်သာဖြစ်ခဲ့တော့ပကီတကိုလမ်းခွဲစကားပြောမိတယ်။ပကီတကဝမ်းနေပြီးငိုတော့တာပဲ။အဲ့တော့ပြန်ချော့ရတာပေါ့။ချော့နေတော့ပစ္စည်းပို့တဲ့ကြော်ကြီးကရောက်ချလာပြီးလိုင်နဲ့ကို ဝင်ထိုးကာကောင်းမလေးကိုမထီးနဲ့မိပွင့်သွားမယ်ဘာလာညာလာပြောပြီးပကီတကိုကြော်ခွတ်သွားခဲ့ပါတယ်။လိုင်ထဲမှာလဲတရားဟောဆရာနဲ့နတ်သမားတို့ရဲ့ချစ်သက်တေဖုတ်ပူဒူဒူးလေးကို ထိန်းချောင်းပေးရတဲ့တာဝန်တရက်တိုးလာပါတယ်။ကလေးလည်းမထိန်းတတ်တာမို့သူများမိဘတွေကလေးထိန်းတာကိုလိုက်ကြည့်ပြီးထိန်းချောင်းခဲ့ရပါတယ်။ချော့နေတဲ့ဝက်ဝင်ရုပ်လေးကိုကိုက်စားပစ်လိုက်လို့လိုင်းနယ်ကလန့်ပြီးတွန်းလဲလေးကိုတွန်းထုတ်လိုက်တဲ့အခါတွန်းလဲကစင်ကြေလျှော့တလျှောက်လျှော့ဆင်းသွားပြီးအထက်ကဖုတ်ပေါက်စပူတူတူးလေးအပြင်ရောက်သွားပါတယ်။လိုင်းနယ်အသေးအတန်လိုက်ဖမ်းရတာပေါ့။ဖုတ်ပေါက်စလေးကလည်းမြောက်ရှုံးအောင်တော်တော်ကဲပါတယ်။အကျော်လဲတော်တော်တင်းပါတယ်။အမြင့်ကပြုတ်ကြလဲဘာမှမဖြစ် စက်ဖိန်းနဲ့ဝင်တိုက်ပြီးတော့လေတိုက်တဲ့သူသာလွင့်ထွက်သွားတယ်သူကတော့မာလိုက်တာတောင်ဟွက်လို့အန်အောပါလိုင်းနဲ့လိုက်ဖမ်းတော့သူကပန်းချံနဲ့တောက်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 နဲ့ပတ်ပြေးတယ်သူများကလေးတွေကိုတွားကြိုက်မယ်လို့တော့လိုင်းနဲ့တယောက်အချိန်မီကုတ်ကတ်ဆွဲခေါ်ခဲ့ရတယ်လိုင်းနဲ့လက်ထဲမှာငြိမ်ငြိမ်မနေပဲရုန်းကန်နေလို့ကင်ဆောင်ထုရိုက်ဖင်းနှင်းပြီးအိတ်ထဲအတင်းထိုးထည့်ခဲ့ရတယ်ဖုတ်ပူတူတူးလေးကိုထိန်းချောင်းပြီးအိမ်ပြန်လာမှာတော့မြေရောက်ခန်းတကားပွင့်လို့နေပါတယ်ထိတ်လန့်သွားပြီးအထဲကိုဝင်ကြည့်လိုက်တော့ လိုင်းနဲ့ဦးလေးကိုတွေ့ရပါတယ်။စိတ်ငြိမ်စေကြောင့်ငြိမ်သက်နေတဲ့ဖုတ်တွေကိုကြည့်ပြီးလိုင်းနဲ့လူတွေတက်ပြီးဖွထားတယ်လို့သူ့ဦးလေးကကောက်ချက်ချလိုက်ပါတယ်။ရဲစခန်းတိုင်မယ်ဆိုပြီးလိုင်းနဲ့ကိုချင်းချောက်ပါတယ်။လိုင်းနဲ့လည်းအရှိရှိတွေမဖြစ်စေလိုတာကြောင့်ရဲတော့မတိုင်ပါနဲ့။ဒီအိမ်နဲ့ပိုင်ဆိုင်မှုတွေအားလုံးဦးလေးပဲယူပါတော့။ကျွန်တော်သဘောတူလက်မှတ်ထိုးပေးပါမယ်။ကျွန်တော်ကိုလည်းခန်းကျင်တာခိုင်းပါလို့ပြောတော့မှသူ့ဦးလေးလည်းပြုံးပြုံးကြီးနဲ့ငြိမ်သွားပါတော့တယ်။ဒီလိုနဲ့နောက်ဝင်းညနေမှာစိတ်ငြိမ်စေးထိုးဖို့ပြင်နေုံ အပေတူးဖုံမမှုကဆက်စလူထနေတာကြောင့်ဆေးပလင်းလွတ်ကြပြီးကွဲသွားပါတော့တယ်။ဆေးဝယ်ဖို့အပြင်ထွက်တဲ့အခါဘဲကမှန်းမသိတဲ့လူစိမ့်တွေအများကြီးရေမီးစုံနဲ့လေဒီခုံဖို့ဝင်လာကြတာတွေ့လိုက်ရပါတယ်။နောက်တီးလိုက်ရတာကတော့သူ့ဦးလေးမိတ်ဆွေတွေပါ။သူ့ဦးလေးကဒီအိမ်ကြီးကိုပိုင်ဆိုင်လိုက်ရတဲ့အတွက်အောင်ပွဲခံပါတီပေးတော့မှာပါ။လိုင်းထဲကိုလည်းဘမမသွားနဲ့ဒီပါတီပွဲမှာစပွဲထိုးပေးဆိုပြီးချိန်ချောက်ပါတော့တယ်။ဒီလိုနဲ့ပါတီပွဲကြီးစတင်ပါပြီ။ ဇရက်မျိုးစုံလူမျိုးစုံကြားထဲမှာလိုင်နယ်တယောက်စိတ်ညစ်ညစ်နဲ့စပွဲလိုက်ထိုးနေရပါတော့တယ်မူးတဲ့သူကမူးဘူးတဲ့သူကဘူးထန့်တဲ့သူကတန့်နဲ့တဲ့သူကနဲ့ရင်ပျော်ရွှင်မြူးနေကြပါတော့တယ်တိုက်တိုက်ဆိုင်ဆိုင်ပကီတာနဲ့ကြော်ကြီးတို့ညနေခင်းလမ်းလျှောက်ရင်းလိုင်နဲ့အိမ်ရှိကဖြစ်လာကြပါတယ်တအိမ်လုံးမီးတွေလင်းနေပြီးတချင်းတန်တွေလူတန်တွေစူညံနေတာမို့ပကီတာစိတ်ဝင်စားသွားပြီးကြော်ကြီးကိုမျက်ခြေဖြက်ကလိုင်နဲ့အိမ်ထဲဝင်ခဲ့ပါတယ် အထက်ရောက်တော့ဝုံတိုင်းကျဲနေတဲ့ပါတီပွဲကြီးကိုတွေ့လိုက်ရပါတယ်။လိုင်းနဲ့ဦးလေးကသူ့ကိုဟိုကိုင်းဒီကိုင်လာလှုပ်လို့ပကီတာလည်းပေါင်ကွာကြားကိုဒူးနဲ့တိုက်ထည့်လိုက်တာ။လိုင်းနဲ့ဦးလေးလည်းသပင်တူတောင်ကျွတ်ကြပြီးခြေခွဲခဲ့ရပါတယ်။ပကီတာလည်းအလင်းစလိုနဲ့လေကားဘေးကမြေအောက်ခန်းတကားကိုဖြွင့်ပြီးဝင်ပြေးခဲ့ရပါတယ်။အထဲမှာတော့စိတ်ငြိမ်စေမထိုးထားတဲ့အတွက်ရုံးကန်နေတဲ့ဖုတ်ကောင်တွေကိုအံ့ဩစွာတွေ့လိုက်ရပါတယ်။အနောက်ကနေလိုင်းနဲ့ရောက်လာပြီးငါမင်းကိုခက်ရှောင်ရှောင်လုပ်နေတာဒါတွေကြောင့်ပဲ။ ်ပြီးတော့တိရိစ္ဆာန်ယုံမှအကိုက်ခံခဲ့ရတဲ့ငါ့အမေကစပြုပြီးဒီလိုရေပွားကုန်တော့တာပဲလို့ရှင်းပြပါဗျ။ဒီတော့မှပကီတာလိုင်းနဲ့ကိုနားလည်သွားပြီးဒီလိုကြီးထားနေမဲ့အစားအစိတ်ထိုးသွင်းပြီးတက်လိုက်တာကသူတို့အတွက်ပိုအေးချမ်းသွားတာပေါ့လို့ပကီတာကအကြံပြုလိုက်ပါဗျ။လိုင်းနယ်ကလည်းပကီတာရဲ့အကြံကိုသဘောကျသွားပြီးမြေအောင်ခန်းလေးကစိတ်ပလင်းတွေနဲ့ဖုတ်ကောင်ကြီးကိုတကောင်ချင်းစီညင်ညင်သာသာထိုးသွင်းပေးပြီးကောင်းမွန်စွာမြေမြုပ်ပေးခဲ့ပါတယ်။ကိစ္စအအောင်ဆောင်ရွက်ပြီးမှလိုင်နယ်နဲ့ပကီတာတို့ စိတ်အေးချမ်းစွာနဲ့ပြင်ပြန်ထွက်လာခဲ့ပါတယ်။အဲ့ဒီမှာပဲလိုင်နယ်ဦးလေးနဲ့ထိတ်တိုက်တိုးပြီးသူ့ဦးလေးကပကီတကိုဆွဲလုသွားပြီးလိုင်နယ်ကိုမြေရောက်ခန်းထဲတွန်းကြကာတကားတော့ချလိုက်ပါတော့တယ်။ပကီတကိုအခန်းတစ်ခုဝဲဆွဲခေါ်ပြီးစော်ကားဖို့ပြင်ပါတော့တယ်။မြေရောက်ခန်းထဲရောက်သွားတဲ့လိုင်နယ်တယောက်လည်းအနာကအစိတ်ပလင်းကိုတေးသေးချာချာကြည့်လိုက်တော့မှအစိတ်မဟုတ်ပဲတိရိစ္ဆာန်အာဒိုစေဖြစ်နေတာကိုအခုမှသိလိုက်ရပါတော့တယ်။အာဒိုစေတကိုးတွေနဲ့ဖုတ်ကောင်တွေလည်းမြေကြီးတဲကခုံပေါက်ပြီးပြန်ထွက်လာကြပါတယ်။ လိုင်နယ်တယောက်ဘာလို့ရမှမသိပဲမြောက်ခန်းတကားကိုထုရိုက်ပြီးပကိတအဖွားပေးခဲ့တဲ့အဆောင်လေဆွဲလေးကိုထုတ်ပြီးဆူတောင်းနေခဲ့ပါတယ်။ကံကောင်းကျင်တော့ပါတီပွဲကငမူးတယောက်တကားမပြီးလာဖွင့်တဲ့အတွက်လိုင်နယ်လွတ်မြောက်ခဲ့ပါတယ်။ကံမကောင်းတာကတော့အဲ့ဒီငမူးပါ။အဲ့ဒီငမူးရဲ့နံရိုးတွေကိုနှိုက်ထုတ်ခံခဲ့ရပါတယ်။ပျော်ရွှင်စရာပါတီပွဲကြီးကနေအေးကွန်နွားနှလုံးနှိုက်ထုတ်တဲ့ကြောက်လန့်ဖွယ်ရာနရေစခန်းကြီးတစ်ခုအဖြစ်ပြောင်းလဲသွားပါတော့တယ်။ကံကောင်းစွာနဲ့လိုင်နယ်တယောက်ပကိတာတို့ရဲ့အခန်းထဲရောက်ခဲ့ပါတယ်။ တကားတစ်သားကိုဖောက်ပြီးဖောက်ကောင်လက်နက်ဖက်ကလိုင်းနေရဲ့ခေါင်းကိုဖမ်းချုပ်ထားတဲ့အတွက်ဦးလေးကိုအကူညီတောင်းတော့အားကိုရတဲ့ဦးလေးကပထင်းပေါက်မှန်ကိုရိုက်ခွဲပြီးကိုလို့ရုံထွက်ပြေးသွားပါတယ်။ပကီတာကအနားမှာရှိတဲ့ကက်ကြီးနဲ့ဖောက်ကောင်ရဲ့လက်ကိုဖျက်ထုတ်ပြီးလိုင်းနေတက်ကိုကယ်ခဲ့ပါတယ်။တည်သွားတဲ့ပါတီပွဲကပရိသတ်ပေါင်းကလည်းဖောက်ကောင်တွေဖြစ်ပြောင်းရဲကုန်ပါပြီ။ပွဲကအရန်လာသွားပါပြီ။လိုင်းနေတို့ပထင်းပေါက်ကထွက်ပြေးမယ်လို့မှပထင်းပေါက်ကတစ်ဖွဲ့တကားရချိုးဝင်လာတဲ့တစ်ဖွဲ့နဲ့ ရှီရိုယခက်နောက်ဆုံးမရဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ပကီတာရဲ့ဖြတ်ထိုးညံကောင်းမှုကြောင့်အဝက်လန်းကျိုးကိုဖျက်ချကာသူတို့နှစ်ယောက်စလုံးလွတ်မြောက်ခဲ့ပါတယ်။ယုံရင်ဆန်ခတ်ဖြစ်နေတဲ့အတွက်လိုင်နယ်တို့နှစ်ယောက်လမ်းကွဲသွားပါတယ်။တယောက်ကိုက်တကောင်ဖြစ်နေခုဆိုရင်ရွှေပွဲလာပြိတ္တအပေါင်းအားလုံးဒီပါဖုတ်ကောင်တွေဖြစ်ကုန်ကြပါပြီ။အာပေတူးဖုံမှုကလိုင်နယ်ကိုလိုက်တိုက်ခိုက်ရင်ခါပြတ်ထွက်သွားတယ်။အဲ့လိုခါပြတ်သွားတော့အညိုကြီးစွာနဲ့လိုင်နယ်ကိုစက်တိုက်လိုက်တဲ့ရင်ဦးလုံးကြီးပါထွက်ကြလာခဲ့ပါတယ်။ ပြင်းရင်လွာရင်ရှောင်ရင်တည်းရင်လိုင်းနဲ့တယောက်အိမ်ပေါ်ထက်ကမျက်နှာကျက်ပေါ်ဆုံးကိုရောက်ခဲ့ပါတယ်။အဲ့ဒီမှာသူ့အိတ်ထဲကအဆောင်လေဆွဲလေးထွက်ကြသွားပြီးသူ့လမ်းညွန်ရဘက်ကိုဆက်သွားတဲ့အခါတွားလီသူဖခင်ရဲ့ပစ္စည်းဟောင်းတွေတင်ထားတဲ့နေရာကိုရောက်ခဲ့ပါတယ်။တစ်တာကြီးတလုံးကိုဖြွင့်ကြည့်လိုက်တဲ့အခါသူ့ဖေနဲ့တခြားမျိုးသမီးတယောက်တွဲရိုက်ထားတဲ့ဓာတ်ပုံတွေကိုတွေ့လိုက်ရပါတယ်။အောက်ဆုံးမှာအမျိုးသမီးရိုးစုတစုကိုလည်းတွေ့လိုက်ရပါတယ်။ဒီတော့မှပဲသူ့ဖေနဲ့အဲ့ဒီအမျိုးသမီးတို့ဖောက်ပြန်နေတာကိုလက်ပူးလက်ကျက်မိမိချင်းပဲ သူတို့နှစ်ယောက်လုံးကိုလိုင်းနဲ့မေကရေချိုးကန်ထဲမှာရေနစ်တက်ခဲ့တယ်ဆိုတာကိုလိုင်းနဲ့တယောက်သိခဲ့ပါတော့တယ်။ရုတ်တရက်ဆိုသလိုဖုံငမှုဦးလုံးကပေါ်လာပြီးလိုင်းနဲ့ကိုအညှိုးနဲ့လိုက်တိုက်ခိုက်ပြန်ပါတယ်။လိုင်းနဲ့တယောက်ပြေးလွှာရင်းမျက်နှာချက်ကြုံကြပြီးခြေထောက်မှာဆွတ်မိသွားတဲ့တကြိုးနဲ့စောက်ထိုးတန်းလန်းကြီးဖြစ်သွားတယ်။အပေါ်ကဖုံငမှုဦးလုံးကတစ်ဖက် အောက်ကစားမဲ့ဝါမဲ့တခဲခဲနဲ့ဖုတ်ကောင်ကြီးကတတိုင်းနဲ့ပေါ့။လိုင်းနဲ့အိတ်ထဲကအဆောင်ဆွဲကြိုးလေးနဲ့အောက်ပြုတ်ကျသွားတယ်။ တစ်ချိန်တည်းမှာပဲမိဖို့ကြောင့်ရဲမှာပကီတာတယောက်မိန်းကလေးတယောက်နဲ့အတူသူတို့လုံကြုံရေးအတွက်အပေါက်တွေပိတ်ပြီးခုံဝင်နေကြနေကြတယ်။ပတ်ပတ်လည်မှာလဲဖုတ်ကောင်တွေဝိုင်းဝိုင်းလည်နေကြပါတယ်။အဲ့ချိန်မှာပဲငါ့ကိုကယ်ပါအောင်ဆိုပြီးအော်ဟစ်လာတဲ့လိုင်းနဲ့ဦးလေးကိုတွေးလိုက်ရလို့ပဒင်းပေါက်ဟပြီးအိမ်ထဲပေးသွင်းလိုက်တယ်။တဒုံဒုံနဲ့ဝိုင်းတိုးနေကြတဲ့ဖုတ်ကောင်တွေကြောင့်တကားကကြာကြာမခံနိုင်တော့ပဲပွန့်ထွက်သွားပါတော့တယ်။အပြင်ကတန်းထိုးဝင်လာတဲ့ဖုတ်ကောင်တွေကိုလိုင်းနဲ့ဦးလေးကဓမ္မကြီးနှစ်ချောင်းကင်ပြီး ဝတ်သားခုတ်တလို့အာရပါရခုတ်ဖြတ်နေပါတော့တယ်။ခဏအကြာမှာတော့ဈေးသွားရောင်းရင်တတိဖြစ်လောက်တဲ့အသားပုံကြီးရသွားပါတော့တယ်။အနေရကင်းလောက်ပြီးထင်က ပကီတာတယောက်အဲ့ဆောင်တွင်းဝင်လိုက်တော့ဖုတ်ကောင်ရွေးများကြီးကစောင့်ကြုံနေပါတယ်။စောက်ထိုးတန်းလန်းကြီးဖြစ်နေတဲ့လိုင်းထဲကိုတွေးလိုက်ရလို့ဝမ်းသာသွားတယ်။ဒါပေမဲ့ကြာကြာဝမ်းမသာလိုက်ရပါဘူး။ဖုတ်ကောင်ရွေးကသူ့စီဝိုင်းလာလို့ပကီတာလည်းနောက်ဆုံးနောက်ဆုံးနဲ့လေကားပေါ်တက်ပြေးရတယ်။ပြက်ကွက်ကလိုင်းထဲဦးလေးစီပြန်ရောက်သွားပြန်တယ်။ လူသားတွေခုတ်ထစ်ပြီးမောသွားလို့နားနေတုံးမှာဖုတ်ကောင်လေးကသူ့ကိုလာစားတဲ့အတွက်အဲဖုတ်ကောင်လေးနောက်ဒေါသတကြီးပြေးလိုက်သွားတယ်။မြေအောင်ခန်းထဲရောက်သွားတော့ဖုတ်ကောင်ပေါင်းစုံရဲ့သွေးတွေကြောင့်ပုံမောအကောင်ကြီးထွားလာတဲ့လိုင်းနဲ့အမေကပြန်လည်နှုတ်ထလာပြီးသူ့ချစ်ဆုံးမောင်လေးကိုအလဆုံဒီဇိုင်းလေးဖန်တီးပေးလိုက်ပါတယ်။တစ်ဆက်သေးမှပဲပြက်ကွက်ကအဲခန်းကိုပြန်ရောက်သွားပြန်တယ်။ပကီတကိုဖုတ်ကောင်တကောင်ကကိုက်ဖို့စူးစမ်းနေတာမြင်လိုက်ရတော့လိုင်းနဲ့ကခန္ဓာကိုယ်ကိုလွှဲယမ်းပြီးအဲဖုတ်ကောင်ကိုရှင်းထုတ်နိုင်ခဲ့တယ်။ ဒါပေမဲ့အချိန်လွန်ပြီးပဒင်းပေါက်ကနေချန်ပြင်ရောက်သွားတယ်။ခြံထဲကမြေးဆက်ကြီးနဲ့မော်ရာကိုအတကုံဖွင့်ပြီးဝုံတိုင်းကျဲနေတဲ့ဖုတ်ကောင်တွေကိုအနိုင်ယူခဲ့ပါတယ်။အဲဆောင်တစ်ခုလုံးသွေးတွေအပြည့်နဲ့ဖြစ်ခဲ့ရပါတယ်။ဒီဇိုင်းအလှလေးနဲ့လိုင်းတဲ့ဦးလေးကမိဖို့ကြောင့်နေပုံးနေတဲ့ပကီတာကိုဘဝဟောင်းကတန်ရောစဉ်မကုံနိုင်ပဲလာပတ်သက်ပြန်ပါတယ်။ပကီတာလည်းငင်းကျန်းစွာနားပါတော့ဆိုပြီးစမုံတုံးပေးခဲ့ပါတယ်။ဖုတ်ကောင်လေးကလည်းတည်သွားတဲ့မိန်းကလေးခန္ဓာကိုယ်ထဲဝင်ရောက်ပြီးပကီတာကိုပြောင်ဆက်ဆက်နဲ့ ကြောင်မျက်ခွက်လုတ်ပြနေတာမို့ပကီတာလဲကက်ပိုက်ဖွင့်ပြီးမိဖို့ကြောင်ကိုမိရှုခဲ့ပါတယ်အယံမောသွားပြီးထိုင်နားမလို့လုံနေတုံးအညိုကြီးရဲ့ဖုန်ငမှုကသူ့ဟာသူဘလို့ပြန်ဆက်ထားမှမသိတဲ့ဒီဇိုင်းနဲ့ပြန်ပေါ်လာပြန်ပါတယ်လိုင်းနဲ့လဲမျက်ရည်ဆက်ပေါ်တင်ပြီးကိစ္စချောပေးလိုက်ပါတယ်ဒါတောင်မှအထက်ကဥလုံးကလိုင်းနဲ့ကိုပြန်စော်နေပါသေးတယ်အဲ့ဒီဥလုံးလေးကိုမျက်ရည်ဆက်နဲ့ဖိမယ်လို့မှလိုင်းနဲ့ရဲ့အဆောင်လေဆွဲလေးကိုတွေးလိုက်ရလို့ပကီတာကအမြန်ကောက်ယူလိုက်ပြီး ဲ့ဒီဟာလေးကိုကိစ္စတုံးပေးလိုက်ပါတော့တယ်အခုတော့အားလုံးပြီးဆုံးခဲ့ပါပြီဒါပေမဲ့မပြီးတာကတခုကြံနေပါသေးတယ်လိုင်နဲ့အမေဟုတ်ပါတယ်တအိမ်လုံးပြန့်ကျဲနေတဲ့သွေးတွေရဲ့အချိန်ကြောင့်ပုံမကြီးထွားလာတဲ့လိုင်နဲ့မိခင် ပေါ်ထွက်လာပါပြီလိုင်နယ်တို့လည်းအိမ်ပေါ်တက်ပြီးမိခိုးတိုင်ကတဆင့်အိမ်ခေါင်မိုးပေါ်တက်ပြေးရပါတယ်အိမ်ခေါင်ကိုဖောက်ပြီးလိုင်နဲ့မေကလိုက်လာပါတယ်ပကီတကိုတိုက်ခိုက်ဖို့စူးစမ်းနေတဲ့အတွက် လိုင်နယ်ကမေ တော်ပါတော့အဲ့လောက်ရက်တွေထပ်မလုပ်ပါနဲ့တော့အဖေနဲ့ဟိုမျိုးသမီးကိုလည်းအမေတက်ခဲ့ပြီးပြီလို့ဩပြောလိုက်ပါတယ်။အဲ့ဒီတော့လိုင်းနဲ့မေကသူ့ဘိုက်ကိုခွဲပြီးလိုင်းနဲ့ကိုဆွဲသွင်းလိုက်ပါတယ်။ပြီးတော့ပကီတကိုဆက်တိုက်ခိုက်ပါတယ်။လိုင်းနဲ့ဟာအဆောင်လေဆွဲကဆွဲသီးနဲ့သူ့မေရဲ့ဘိုက်ကိုဖောက်ပြီးပြန်ထွက်လာပါတယ်။ထူးဆန်းတာကတော့လိုင်းနဲ့မေလည်းတဖြည်းဖြည်းနဲ့ဝိညာဉ်ခြုံငင်းသွားပါတော့တယ်။အခုတော့အရာအလုံးပြီးဆုံးခဲ့ပါပြီ။နှက်ရည်တဲ့ရွှေဘူးစာချစ်သူနဲ့ဦးလည်းအနောင်ဖွဲ့ကင်းရှင်းစွာပေါင်းဖက်ခွင့်ရခဲ့ပါပြီ။ ဇလန်းလေးကတော့ဒါပါပဲပြီးဆုံးအောင်ကြည့်ရှုခံစားပေးတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်ဒီလိုဇလန်းကောင်းလေးတွေစက်တိုက်ကြည့်ရှုခြင်းရင်ကျွန်တော်တို့ရဲ့အန်အောဘရီကတ်ချန်နယ်လေးကို subscribe and like နှိပ်ပေးခဲ့ဖို့မေတ္တာရက်ခံပါတယ်မိတ်ဆွေတို့ရဲ့အကြိုက်ဆုံးရုပ်ရှင်ကားတွေကိုရီကတ်လုပ်စေခြင်းရင်ကမန့်မှာရေးပေးခဲ့ပါအားလုံးပဲစိတ်ချမ်းသာကိုကျမ်းမာရှိကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်